ကစားသမားဘဝနှုတ်ဆုံးကွဲမှာအနိုင်ရသွားတဲ့အပြင်ဒေါ်လာ9000အပိုရသွားခဲ့တဲ့အောင်လာအန်ဆန်ကချင်နမကြီး MMA ကစားသမားအောင်လာအန်ဆန်ကမြန်မာနိုင်ငံအတွက်အားကစားနဲ့ဂုံမြင့်တင်ပေးခဲ့သူပါအခုတော့အောင်လာကကစားသမားဘဝကနေအနားယူတော့မှာဖြစ်ပါတယ်အောင်လာရဲ့ကစားသမားဘဝနှုတ်ဆုံးဖွေးစဉ်မှာဆွေဒင်နိုင်ငံသားဇီဘာချန်ကတပ်စတန်ကိုဒုတိယအကြီးမှအနိုင်ရခဲ့ပါတယ်မြန်မာနိုင်ငံကိုစားပြုဖက်တဲ့အောင်လာအန်ဆန်ကသူ့ရဲ့နှုတ်ဆုံးဖွေးစဉ်ကို ဝမ်ချက်ပီယံရှိရဲ့စီစဉ်မှုနဲ့အကျိုးဘန်ကောက်မြို့မှာကြီးမားခဲ့တာပါအောင်လာကတုံးကြီးအတွေ့အနံ့ရအောင်ယူပြမယ်လို့ပြောခဲ့ပေမဲ့ဒုတိယအကြီးမားတဲ့အနံ့ရသွားခဲ့ပါတယ်ပြိုင်ပွဲပြီးမှပွဲစီစဉ်သူချက်ထရီကဂုံပြုတဲ့စုပွဲဒေါ်လာ9000ကိုအောင်လာအန်ဆန်းကရရှိခဲ့ပါတယ်ပွဲမစမီအောင်လာထွက်လာစင်မှာအဆိုတော်လေးဖြူကိုတိုင်ကတချင်းဆိုပေးခဲ့တာပါမြို့မှာစပောင်းမှုဖြစ်တဲ့အောင်လာအန်ဆန်းကတော့ကစားသမားဘဝကနေအနိုင်နဲ့အနားယူတော်ခဲ့ပါလေ တကယ်တော့နောက်ဆုံးပွဲကိုမြန်မာနိုင်ငံကပြန်ပြီးနှုတ်ဆက်ချင်ခဲ့တာပါအွန်လိုင်းအန်ဆန်းကမြန်မာအသက်ဂုံဆောင်ပေးခဲ့လို့ကစားသမားဘဝကနေအနားယူသွားရင်အောင်မြန်အမတ်ရအနေကြမှာပါအွန်လိုင်းအန်ဆန်းတလောက်ဂုံဖြူစကားနယ်ကိုကောမန်မှာရေးသားခဲ့ပါအောင်နော်